တချီပိုးပွားတွေအတွက်ကိုအာဒီဒီတဘက်ကခါတိုင်းနှစ်တက်ကတော့မတက်ဖြစ်ဘူးပေါ့နော်ကားရိုက်ကြုံတာနဲ့အဲ့လိုဖြစ်နေတဲ့ခါကျတော့အာဒါကိုတက်ထားတဲ့ပညာလေးနဲ့ medical cover လေးဖိုးပွားတွေကိုအာလာပြီးတော့မှ cover လေးလုပ်ပေးတာပါဟုတ်မငငယ်လေးတွေကတော့လာတာနှစ်မှာအမငငယ်စဉ်ကျောင်းတက်တဲ့ရာကျောင်းချက်ချင်းဒီဘဝနဲ့အများကြီးလှူရှာခဲ့တယ်အာခုက2013စနစ်73ကနေစပြီးတော့မတို့နီးပြနီးပြပြန်ဖြစ်အောင်လို့ အမားတို့တွေပြန်ပြီးတော့မှနီးပြတွေဖြေကြတယ်နီးပြဖြေတဲ့အချိန်မှာဒါချက်ချင်းမှာနီးပြဖြစ်တဲ့အတွက်အမားတို့ college ကျောင်းတွေအကုန်လုံးစာသင်ရတယ်ပြီးရင်အမားတို့ကြိုးစားကြိုးစားဒီပညာကိုသဘောကျတယ်မူခုနှစ်ရက်ကိုလည်းသဘောကျတယ်ပေါ့နော်။ဘာလဲဆိုတော့မတို့အမူခုနှစ်ရက်ကိုသဘောကျတယ်ဆိုတာဒါကြားနေတဲ့အဖွဲ့အစည်းတစ်ခုလည်းဖြစ်တယ်။အပြီးလို့ရှိရင်လူသားချင်းစာနာထောက်ထားပြီးတော့ရန်သူမိတ်ဆွေမခွဲခြားတယ်။ဒါကြားနေတဲ့ချက်ချင်းဒီပေါ်ဖြစ်တယ်ပေါ့နော်။အဲဒီပေါ့ပရာဟိတအကျိုးကိုတဲ့ဖို့ဖို့အတွက်အမအကိုစိတ်သက်သွင်းပေးတာတော့ချက်ချင်းဒီပါပဲ။ မမေကတမီးမျက်စိရှိမှတယ်ចောင်းဘောင်းစုံပေါ့เนาะတက္ကသိုလ်ចောင်းနေလဲအများကြီးလိုက်တင်တာတမီးကိုယ်ရိုင်းလဲလိုက်ခဲ့ဘူးရယ်အဲတမီးတို့ចောင်းမှာလဲမမေကိုယ်ရိုင်းလာတင်မှုတော့အဲအခြေခံတော့မမေစီကနေပြီးပညာလေးကြီးယူထားရတော့ရှိရယ်ပေါ့เนาะအဲပြီးတော့ဒီရတဲ့မဟုတ်ဘဲနဲ့မမေကရှင်ပြင်တက်ကြရောအကုန်လုံးဆိုတော့လေရှင်ပြင်တက်ကြတဲ့အောင်နာနိပြအနေနဲ့အောင်နာဆိုတော့ဟုတ်ဟုတ်ဒီပရိဒ်ဒီလိုမျိုးဘာသာရေးနဲ့ပတ်သက်ပြီးတော့ အော်ပေါ့နော်ရန်ဝတနာပါခဲ့တာဘာသာရေးပေါ့နော်အဲ့ဒါလေးကလည်းကိုသမီးကိုလည်းစိတ်ထားလေးလူညံ့အောင်လို့ဘာသာရေးနဲ့ပတ်သက်ပြီးတော့အမြဲတမ်းဆုံးမလေးရှိတယ်ပေါ့နော်အဲ့ဒါကိုလည်းအဲ့ပညာကိုအရန်ကိုသဘောကျတယ်ပြီးတော့ဒီပရာဟိတလုပ်ငန်းမှာမှဒီပရာဟိတစိတ်အအများကိုကုညီခြင်းနဲ့စိတ်အများကို ကိုကိုယ့်ရဲ့ဘယ်လိုခေါ်မလဲ personal ကိုပြစ်ပြီးတော့ဒီ ရရပစ္စည်းနဲ့ရရငါဒီလူနာကိုစေပစ်စေုံစေပစ်ကံကဘလို့ပို့မလဲဆိုတော့ဒီအသည့်စိတ်ကိုချက်ချင်းနေရမွေးပေးတာဖြစ်တဲ့အတွက်အမပြအကျိုးတဲ့ပိုးတဲ့ညမှာချက်ချင်းနေရအမရဲ့ဟိုလက်ဦးစရာဆိုလည်းမမအောင်ပေါ့နော်အဲအဲ့ဒါကတော့ဟိုဘလို့ခေါ်လဲဆိုတော့အမအခုလောလောဆယ်မှာတော့ဟိုအနုပညာလုပ်ကိုပြန်လုပ်နေတဲ့အချိန်မှာဒီပရာဟိတအလုပ်ကိုလည်းအချိန်ပေးတယ်အချိန်ပေးတယ်ဂျားတလောက်ကိုအချိန်ပေးတယ်နှစ်ခုစလုံးတော့အမတည်တဲ့အထိလုပ်သွားမှာဟုတ်ဟလိုကြီးဘလို့ကိုရွေးမလဲတော့မပြောနဲ့နှစ်ခုလုံးကိုအချိန်မရွေး အခုအချိန်ပေးပြီးတော့မနှစ်ခုလုံးမပြစ်နိုင်ပါဘူးဟုတ်။အော်ဘာငငယ်လေးရပါပဲ။အမဘောဒနာပါတယ်။အမယောက်ျားလေးဆန်တယ်။အာဒီကရာတေတွေပညာကိုလည်းကျောင်းကနေပြီးတော့သင်ယူခဲ့တဲ့အချိန်မှာအမမင်းသမီးလုပ်ဖို့တော့ယူရချက်မရှိပါဘူး။အမဒီဟာလေးတွေကရာတေကစားတာကိုအမဟိုဘောဘယ်လိုခေါ်မလဲ။အရန်ဟိုဘောဝါဒနာပါတဲ့အတွက်အမဒီလိုပဲနေတာ။အမရဲ့မိခင်တရင်ရောဂီတပဲ။အမအစောတော်ဘောကနေပဲစခဲ့ရတာ။ဒါကတော့အမပညာကိုသဘောကျလို့ လာငားရင်းနဲ့ပဲလူချမ်းအဖြစ်လာငားရင်းနဲ့ပဲအမမင်းသမီးဖြစ်သွားတာပါတယ်အခုချိန်ဒီတော့ကလေးတွေတော့ပံ့ပိုးပေးဖို့အဆင်သင့်အများအားရှိပါတယ်ဟောဒီပညာကိုပေါ့နော်အရှင်ပညာကိုသင်ခြင်းတဲ့လူအတက်ခြင်းတဲ့လူကိုကားရိုက်နဲ့ဂျုံလို့ကရိုက်တာနဲ့ဂျုံလို့အဲဒီအန်တီမခန့်ရေးသင်ပေးပါအာပေါ့နော်ပြပေးပါဆိုရင်အခုချိန်ဒီကိုဝဲကန်လောက်ပါတယ်အများအားကြိုးစိုးပါတယ်ကလေးတွေကိုဟုတ်ကိုမသေးခင်ပေါ့နော်ကိုပညာလေးရသင်ရသိုက်တလောက်လေးတော့ရရသွားစေချင်ပါတယ်ရောတာရောတာပေါ့ညီမရေဟိုအမ6နှစ်သမီးကမြင်းသမီးဖြစ်တာဆိုတော့ကား400ကျော်900လီပါလောက် မထိုးတာတွေကြီးပဲ drama ကတော့ကား90လောက်ပဲပါတယ်အဲဆိုတော့အားလုံးကထိုးကြိတ်တာတွေကြီးပဲဆိုတော့အခုတော့အသက်နည်းနည်းကြီးတဲ့ခါကျတော့အမတိတ်ရိုင်းတော့မလုံနိုင်တော့ဘူးဒါပေမဲ့ခလေးတွေကိုတင်ပြဖို့ကတော့အများအားအဆင်သင့်အဲ့ဒါတော့လုံနိုင်မှာသေးတယ်